ျွန်တော်အခုလောလောဆယ်သင်တန်းတစ်ခုကျွန်တော်တက်နေတယ်အဲ့ဒီသင်တန်းအမေရိကန်သင်တန်းပြီးတော့သူက entrepreneur တွေအတွက်ကိုဖွင့်နေသင်တန်းပေါ့လုပ်ငန်းရှင်တွေအတွက်ကိုဖွင့်နေသင်တန်းပေါ့ဆိုတော့အဲ့ဒီသင်တန်းတက်နေရင်းနဲ့မှာကျွန်တော် idea တစ်ခုအကြံတစ်ခုပေါ်လာတဲ့အတွက်ကျွန်တော်အခုဒီဗီဒီယိုလို့ရိုက်နေတာအဲ့တော့ဒီဗီဒီယိုလေးကဘာသူအတွက်လဲဆိုတော့ကျွန်တော်လုပ်ငန်းရှင်တွေအတွက်ပဲအဲ့တော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲလုပ်ငန်းတစ်ခုအောင်မြင်ခြင်းကြရှုံးခြင်းက ဘသူအပေါ်မှာမိကိုနေလဲဆိုတော့အဲ့ဒီလုပ်ငန်းကိုဥဆောင်နေတဲ့ခေါင်းဆောင်လီဒါပေါ်မှာမူတည်နေပါတယ်အဲ့တော့ကျွန်တော်တို့ကဒီလုပ်ငန်းရှင်တယောက်ရဲ့အရေးချင်းပေါ်မှာမူတည်ပြီးတော့မှဒီလုပ်ငန်းကြီးကဟိုတက်တာကျတာကျွန်တော်တို့ဖြစ်နေမှာအဲ့တော့ကျွန်တော်ပြောချင်တာဒီပါလဲဆိုတော့လုပ်ငန်းရှင်တွေအနေနဲ့လုပ်ငန်းတစ်ခုကိုဥဆောင်နေတဲ့သူတွေအနေနဲ့ကိုက level တစ်ခုမြင့်နေမှာနော်ကိုယ့်ရဲ့လုပ်ငန်းကလည်း live ပြီးတော့မှမြင့်လာမှာနော်တချို့တွေကျွန်တော်တို့ကြုံမှုလိမ့်မယ်အဲ့တော့လုပ်ငန်းက တက်ချင်တယ်နော်လုပ်ငန်းက level တက်ချင်နေတယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းကိုဥဆောင်နေတဲ့လူက level မမြင့်တဲ့အတွက်ဘာဖြစ်လဲဆိုတော့အဲ့ဒီလုပ်ငန်းတန်းတော်တာမျိုးတွေကျွန်တော်တို့ရှိတယ်နော်အဲ့တော့အခုဒီ video ချင်းနေတဲ့လုပ်ငန်းရှင်နေနေလဲကိုယ့်ရဲ့လုပ်ငန်းကတဆင့်တက်ချင်တယ်တိုးတက်ချင်တယ်ဆိုလို့ရှိရင်ဘာလို့ဖို့လို့လဲမလဲဆိုတော့ကိုကိုကိုအရင်ဆုံး level up လုပ်ဖို့လုပ်မယ်အဲ့တော့ဖြုတ်လုပ်ငန်းရှင်တွေပြောတယ်ဟာကျွန်တော်ဝန်ထမ်းတွေကမကောင်းဘူးဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ဝန်ထမ်းတွေမကောင်းတာဘယ်သူကြောင့်မကောင်းတာလဲ ကိုကြောင့်မကောင်းတာဗောကိုက leader ကိုကကောင်းဆောင်အဲ့တော့ကိုကကိုယ့်ဝန်ထမ်းတွေကိုကောင်းအောင်ကျွန်တော်တို့လုပ်ပေးလို့ရတယ် train ပေးလို့ရတယ်နော်အာကျွန်တော်တို့လုပ်ငန်းရောင်းရည်မကောင်းဘူးအာ sales team ကအယမ်းညံ့တာပဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က sales team ညံ့တာလားကိုညံ့တာလားလုပ်ငန်းရှင်ညံ့တာလားအဲ့တော့ကိုယ့်ရဲ့ sales team ကိုမလုပ်ထားလို့ရလဲ train ထားလို့ရတယ်เนาะဘယ်လိုရောင်းရမလဲဘာတွေလုပ်ရမလဲဘာတွေ sales script ဘယ်လိုရေးရမလဲเนาะ sales process ကဘယ်လိုရှိသလဲကိုက train ထားမှသူတို့က သိမှာပေါ့ဟာအဲ့လိုပဲကျွန်တော်ရဲ့လုပ်ငန်းကလူသိမသိကြဘူး marketing team ကအရင်ညံ့တာပဲအဲ့တော့ပြောမှဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းကိုလူသိဖို့အတွက်ကိုက marketing team ကိုကို train ထားအောင်ပါကိုကိုယ်တိုင်လည်း marketing သဘောတရားကိုနားလည်ထားအောင်ပါအဲ့တော့ပြောချင်တာဒီပါလဲဆိုတော့ကိုယ့်ရဲ့အရေးအချင်းကိုယ့်ရဲ့ level ပေါ်မှာမူတည်ပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းကအတက်အကျဖြစ်နေမှာ เนาะဒါလေးကိုကျွန်တော်ပြောချင်တယ်အဲ့တော့ခုနသင်တန်းကိုပြန်ဆက်မယ်ဆိုလို့ရှင်တော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကလုပ်ငန်းရှင်တွေအနေနဲ့ entrepreneur တွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုဆိုလို့ရှိရင်အရေးကြီးဆုံးအချက်တစ်ချက်ကပါလဲဆိုတော့ mental toughness လို့ခေါ်တယ်အဲ့တော့ mental toughness ဆိုတာက စိတ်ပိုင်းဆိုင်ရာကြမ်းမာကြန့်ခိုင်နေဖို့လိုတယ်ခိုင်မာနေဖို့လိုတယ်လုပ်ငန်းရှင်တွေအနေနဲ့အဲ့တော့ ကိုယ့်ရဲ့လုပ်ငန်းကအောင်မြင်နေလို့ဆိုလို့ရှိရင်လုပ်ငန်းရှင်တွေဘာဖြစ်ဖို့လိုလဲဆိုတော့စိတ်ပိုင်းဆိုင်ရာကြမ်းမာကြန့်ခိုင်နေဖို့လိုတယ်အဲသူသုံးထားတာတော့ toughness လို့သုံးတယ် tough ကတော့မာကျော်တာပေါ့နော်မာကျော်ရဲဆိုတာကဟာလူတွေကိုမာမာထင်ထင်ဆက်ဆံရမယ်လူတွေကိုအော်အားဟဲရမယ်လူတွေကိုပြဿနာရှာရမယ်ဒါမျိုးကျွန်တော်ပြောတာမဟုတ်ဘူးအဲ့တော့ mental toughness means နော်ကျွန်တော်တို့ကလုပ်ငန်းရှင်တယောက်နေနဲ့အခက်အခဲတွေနဲ့ကြုံလာတဲ့အခါမှာရင်ဆိုင်ရတဲ့တတ်တိတွေရှိတယ် နော်အဲ့တော့အစ်စ်တွေအစ်စ်တွေဟာလာအစ်စ်အစ်စ်တော့အရာကြီးလှုပ်ဖို့အတွက်ကိုလည်းတို့တို့ဘာလဲဆိုတော့ကိုမှစိတ်တက်ပိုင်းဆိုင်ရာခိုင်းပါတယ် challenge စိန်ခေါ်မှုတွေရောက်လာခဲ့လို့ရှိရင်လည်းတို့တို့ကရင်ဆိုင်နိုင်တယ်နော်အဲ့တော့တို့က decision making နော်ဆုံးဖြတ်ချက်တွေချတဲ့အခါမှာလည်းခိုင်းခိုင်းမာမာဖြစ်ဖို့လိုတယ်ဒါကိုတို့တို့ဘာကိုလဲဆိုတော့ mental toughness လို့ခေါ်တယ်အဲ့တော့ကိုကမှလုပ်ငန်းရှင်တယောက်ဖြစ်ပြီးတော့မှကိုကမှစိတ်တက် ပြောညံ့နေမယ်လွယ်လွယ်ကူကူအရှုံးပေးခြင်းနဲ့စိတ်တွေပေါ်နေမယ်ဆိုးဖြတ်ချက်တွေချမချခြင်းမူမချလဲမချရဲဘူးစိတ်ခေါ်မှုတွေဂျုံလာတဲ့ခါမှာလက်လျှော့လိုက်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းကအောင်မြင်မှာမဟုတ်ပါဘူးကိုယ့်ရဲ့လုပ်ငန်းကနောက်တစ်ဆင့်တက်မှာမဟုတ်ပါဘူးဒါမှမဟုတ်ကျွန်တော်တို့လုပ်ငန်းရှင်တွေရေးကြည့်တာဒီ mental toughness အရေးကြီးပါတယ်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရှင်ကျွန်တော်တို့က mental toughness လို့ခေါ်တဲ့ကိုယ့်ရဲ့စိတ်ထက်ခိုင်းမအောင်ဘာလုပ်ရမလဲ နော်အဲ့တော့အဲ့ဒီတင်တန်းထဲမှာတော့ကျွန်တော်တို့တစ်ချက်ပဲလုလုခိုင်းထားတယ်အဲ့တော့ကျွန်တော်အဲ့ဒါလည်းလုပ်နေပေါ့ဒါပေမဲ့အဲ့ဟာကလည်းကျွန်တော်လုံခဲ့တဲ့နှစ်တည်တုန်းကလုခဲ့ပြီဒီနှစ်မှာကျွန်တော်မလုဖြစ်တဲ့အရာနော်ကျွန်တော်အလုပ်တွေအရင်ရှုပ်နေတယ်စိတ်တွေလည်းရှုပ်နေတာဖြစ်တဲ့အတွက်ကျွန်တော်မလုဖြစ်တဲ့အရာအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ meditation နော်တရားထိုင်တာနော်အဲ့တော့အာဟုတ်ပါမလားပေါ့နော်ကိုယ်စိတ်တွေတန်မာလောင်ခိုင်းမာလောင်တော်တော်တရားထိုင်ရမယ်မှန်ပါမလားမှန်ပါတယ် yes that's right မှန်ဆုံးပါပဲအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်အာ2023 24မှာကျွန်တော်တရားထိုင်တဲ့အလေးချင်းကိုကျွန်တော်လုပ်ခဲ့တယ်လုပ်တဲ့ခါမှာစိတ်ပိုင်းဆိုင်ရာတွေခိုင်မာတယ်တတ်မာတယ်နော်စုပ်ဖြည့်ချက်တွေချတဲ့ခါမှာမှန်ကန်လာတယ်နော်အတော်ရော challenge တွေကိုခံနိုင်ရင်ရှိလာတယ်နော်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ဒါတိတ်ပြီးတော့မလုပ်ဖြစ်တဲ့အတွက်ခုဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာနည်းနည်းလေးအားနည်းလာ week ဖြစ်လာပြီအကြောင်းကိုကျွန်တော်စပြီးတော့မှတရားထိုင်တော့မယ် meditation လုပ်တော့မယ် ောင်းဖို့အခုဒီဗီဒီယိုကြည့်နေတယ်ကျွန်တော်လုပ်ငန်းရှင်နေသေးတယ် meditation လုပ်ဖို့လိုတယ်အဲ့တော့ကျွန်တော်ကိုတက်နိုင်တဲ့အချိန်အတွင်းမှာပေါ့နော်မိနစ်20ပဲတက်နိုင်တက်နိုင်နာရီဝတ်တက်နိုင်တက်နိုင်တနာရီတက်နိုင်တက်နိုင်နေ့တိုင်းဘာလို့ရမှာလဲဆိုတော့ကျွန်တော်တို့က lifestyle တစ်ခုအနေနဲ့နော်အလေးချင်းတစ်ခုအနေနဲ့မဟုတ်တော့ lifestyle တစ်ခုအနေနဲ့ဒီဟာမလုပ်ရရင်ကိုမနေနိုင်တော့ဘူးဆိုတဲ့အနေအထားတစ်ခုဖြစ်အောင်ကျွန်တော်တို့လုပ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကဘုရားဘာသာလေးဆိုလို့ရှိရင်တော့ကျွန်တော်လည်းဘုရားဘာသာဝယ်မယ်အဲ့တော့ meditation လုပ်တဲ့အခါမှာကျွန်တော်တမထဆိုတာရှိမယ်ဝိပဿနာဆိုတာရှိမယ်အဲ့တော့တမထဆိုတော့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အောင်လုပ် ဲနော်ဝိပဿနာဆိုတာကတော့ကျွန်တော်တို့ဟလာဒီခန္ဓာကိုယ်ထဲမှာဖြစ်ပျက်နေတဲ့အရာတွေကိုရှုတယ်ပေါ့။အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကလုပ်တာအကောင်းဆုံးမှာ meditation လုပ်ပါနော်အဲ့တော့တရားထိုင်မှာတမထအတွက်ပဲထိုင်ထိုင်ခုနပြောတဲ့ဝိပဿနာအတွက်ပဲထိုင်ထိုင်ကောင်းတော့ဝိပဿနာအတွက်ထိုင်နိုင်တော့ကျွန်တော်တို့ကောင်းတာပေါ့အဲ့လိုထိုင်တာကြာလာတဲ့အခါမှာဘာဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်တွေခိုင်မာလာမယ်နော်ကျွန်တော်တို့ရဲ့ mental toughness ဆိုတာကိုကျွန်တော်တို့ရပါနိုင်မယ် ဒီကြောင်းအနေနဲ့ကနေပြီးတော့မှအခရီးဗီဒီယိုကြည့်နေတဲ့ကျွန်တော်ငှက်ရှင်တွေကဂျိုးလူစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကိုတို့ကဂျိုးလူစုံတွေရတယ်ဆိုလို့ရှိရင်တော့ထိုးစံတိုင်းပဲ comment မှာ yes ပဲရေးလို့ပါဦး။ဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်ပါ။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။